ခုပဲပညာရှင်တွေကသတိပေးချက်တွေထုတ်ပြန်လာတယ်။သတိဆိုတာပိုရင်မရှိဘူးတဲ့။ရန်ကုန်ကလင်ကစောင့်ကြည့်ရမယ့်အနေအထားမှာဖြစ်လာပါလေတဲ့။စကိုင်းကလင်ကျော်ကမဟုတ်ပဲဘင်္ဂလားပြည်နယ်ဩအင်ဒိုနီးရှားကလင်ကျော်ကပတ်ဝင်လာတဲ့ပြည်ကြီးကျော်ကစတဲ့လှုပ်လာကြောင်းသိရပါတယ်။ကိုကျောင်းရမာကပင်လယ်ပြင်မှာဖြစ်လို့6ရက်သမားကနေဒါသမားတွေဆိုရင်တော့ဖြစ်တိုက်ပြိုရာတွေတင်မကဘူးဆူနာမီလိုက်လုံးကြီးတွေရန်ကုန်အေရာဝတီအလင်းတားကြီးကိုင်းတန်းစီကိုဥတီလာမှာပဲဖြစ်ပါတယ် ။အခုကတည်းကရန်ကုန်ကမြေနေတယ်ဗျ။ရေသက်ချင်းဆိုပင်လယ်ရေမြင့်တပင်ကဂုံးမြင့်နဲ့ထိလူနေပါဖြစ်တယ်။ဒါကိုဆူနာမီလိုင်းလုံးကသုံးထပ်တိုက်လောက်နော်တက်လာတယ်ဆိုရင်တော့ဖြစ်ကန္နာပိုင်းကတိုက်ပြီးသုံးထပ်ထိရေမြုပ်မှာပါ။အကွေရေမပြိုကောင်းမဆူကောင်းနော်ဖြစ်လာခဲ့သည်ရှိတော့မြေနေပိုင်းကလူတွေကိုဘလိုပြစ်ကြမလဲမိသားစုနဲ့တစုတဲ့ရှီအောင်ပလန်တွေဆွဲထားရတော့မှာပဲဖြစ်ပါရယ်။ငါတို့တိုက်ကနေနေ ဘဲပိုင်းကမြည်မြတဲ့ဖြစ်လာရင်ဘဲပိုင်းကိုသွားကြမယ်အကေရဲ့အဲ့ဒီကိုသွားလို့မရတော့ဘူးဆိုဘဲကိုသွားကြမယ်ခုခရက်ကပလန် A ပလန် B တွေဆွဲထားကြပါဘေးအားမချူပြောလို့မရဘူးဗျနော်ဂျပန်ဆူနာမီကိုကြည့်ဗျကြောက်စရာကြီးပဲလုံလာမယ်လို့လည်းဘယ်သူမှမပြောနိုင်သလိုမလုပ်ပါဘူးလို့လည်းဘယ်သူမှအာမခံချက်မပေးနိုင်ဘူးအခုကဘင်းလေပြင်းတွေမှာပဲရောင်ုံနဲ့အနီးနားသဝိုင်းမှာစသည်လှူရှားနေတာပဲဖြစ်ပါတယ်နော်ငါရတမအကျော်ရီနော်သတိရတမဂျော်ရီလှုပ်လာနေတာဖြစ်တဲ့အတွက်ဒီသူတွေအထူးယူဆိုင်မှာရမှာပါ ။ဒီခုရှိတာကကန်ဆူမသွားလေရာမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပဲ။ကက်ကြီးစိုက်ပြီဆိုရင်ဒီခုပြီဒီခုလာတော့တာပါပဲ။မထင်မှားထားရဟာရီဖြစ်ဖြစ်လာတတ်တယ်။ယမနီကဟာဟိုခိကရေကကဘာကြောင်ကလေးကြီးတွေလောက်ခတ်တာပြီလေ။မိတောင်ပြီလေးရှိခဲ့တော့မြေအောက်မှာချိုယီပူတွေစီးခဲ့တာ။ဂလိုင်ပုတ်တွေလေးရှိတယ်။ဒီနေ့ကဖြာဘုံမြို့ရဲ့တောင်ပိုင်း90မိုင်မှာငါရတမအထက်ပင်လယ်ပြင်မှာလှုပ်သွားတယ်။သုံးဝင်းတွေကလေဆက်လှုပ်တယ်။လှုပ်သွားတဲ့ငလိရဲ့အနေအထားကိုပြောရမယ်ဆိုရင်ဗျာဘုကလေးမျိုးရဲ့ တောင်ပဲ90သမိုင်းမှာဖြစ်တယ်ပြီးတော့ဖျားပုံမြို့ရဲ့တောင်ပဲ90မိုင်းမှာရောင်မြို့နဲ့ဆိုရင်တော့တောင်ပဲ92မိုင်းမှာဖြစ်တယ်နော်ရောင်ဝတိုက်မြင့်နေတဲ့သူတွေကအဲ့ဒီငလိန်ကိုသိရှိလိုက်ကြတယ်မော်လမြိုင်မြို့ရဲ့အရှိတောင်ပဲ148မိုင်းမှာမြမပင်လေပင်ရေအောင်နဲ့6သမာ2မိုင်းအကွာမှာဘူပြုပြီးတော့9သမာ3 register scale ရှိတဲ့နော်အင်အားအသင်းပင်ရှိငလိန်တစ်ခုကလောက်ခတ်သွားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့နော်အခုပညာရှင်တွေကသတိပေးထားတယ် အင်အား6ရက်သမားနဲ့ခဏိတသမားချော်လာလို့ရှိရင်ဘယ်ချိန်မဆိုရောင်ဝအေယာဝတီတလင်းတိုင်တန်ဂိုင်းယွန်းတန်တွေဘယ်ချိန်မဆိုမျောလို့မထားတာတွေဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မလို့ပြည်သူတွေအထူးယူဆကြပါ။နော်ထိုင်းနိုင်ငံရဲ့ဘူမိဗေဒပညာရှင်တွေကလေရည်ကြီးနိုင်နေဆိုပြီးတော့ကုကရီကနေခံမနေကြပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာဆိုရင်လည်းဂန်ချီဒီတာတွေမှာနော်ဒါရည်တွေခမ်းလာနေတာဖြစ်တဲ့အတွက်ဆူနာမီတော့ရှိလာနိုင်တယ်ဆိုပြီးတော့မျိုးမျိုးခံမနေကြတာပါ။ ပြီးတော့ထိုင်းနိုင်ငံနဲ့မြောက်နိုင်ငံမှာသွေးနှက်ကြီးတွေပေါ်လာပြီးတော့အင်မတန်မှပြည်သူတွေအတွက်အဆိုးရိမ်စရာအနေထားတွေရှိလာတာကိုလည်းတွေ့ရပါတ